ဆိုတော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတဲ့ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါ မမတွေကိုရှောင်ကြပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်မိမိကိုမိမိလဲရွတ်ဆောင်နိုင်ပါစေ။မိသားစုဆွေမျိုးသားချင်းများအပေါ်မှာလဲဆောင်ရှောက်နိုင်ပါစေ။ဘေးဒုက္ခအန္တရာယ်နဲ့ကြုံတွေ့နေကြတဲ့ခေါရီယာသားသမီးများအပေါ်မှာလည်းပဲကာယကံဝစီကံမနောကံတတ်ဆွမ်းသမျှတွေနဲ့ ကူညီပေးမှထောက်ပံ့ရမ်းမနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့သနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာရွှေစကားကနေပြီးတော့လာစဉ်ကျွန်တော်ဒီရွှေစကားငွေစကားဟောပြောချက်လေးတင်ပေးနေတယ်အနေနဲ့ရကမိတ်ဆွေများအတွက်လဲအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါရခင်ဗျာကံရင်အပံပိုးလေးပေါ့ဗျာဒီလာတဲ့မှာတော့ငါဓာတ်တွေစူးစမ်းမယ်ဒါတော့မလုပ်သေးဘူးအဒါကတော့ချလိုက်တော့မယ်ဒါကတော့ခဏနေုံစသဖြင့်ကံလေးတွေချိန်စနိုင်အောင်ရောင်းပန်းဝယ်ပန်းနေပွင့်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ပေါ့နော်ကဲအဲ့တော့ အထောက်ပံ့ဖြစ်တယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်။ကောင်းတဲ့ဟောချက်တွေမှန်ပါစေ။မကောင်းတဲ့ဟောချက်တွေကတော့တက်တက်ဆင်အောင်လွဲပါစေဗျ။ကျွန်တော်ပဲနာမည်ပြက်ပြက်ပါဖြစ်ဖြစ်နော်။ကောင်းတာတွေပဲမှန်ကြပါသေးဗျ။အဲ့တော့ဒီတလတာဟောချက်ချက်လေးရဲ့အရင်မှာကျွန်တော်မိတ်ဆွေများအတွက်မေတ္တာစကားလက်ဆောင်လေးတစ်ခုပါကြံပါတယ်ဗျ။ဘာစကားလဲဆိုတော့ကျွန်တော်တို့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့အောင်မြင်ခြင်းကြတယ်ပေါ့နော်အဲ့ဒီအတွက်မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါ ဟာနော်ဒီဘေးရင်ဆရာဘာတွေပြောနေပါလိမ့်ပေါ့နော်အချီရဟောတာလားတဲ့မမတွေကိုရှောင်းတဲ့နော်ဘာတွေလုံးပရိသတ်ကြီးမမတွေကိုရှောင်းရပါတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့တွေးနေတာဘောင်မြန်နေတွေးနေတာတွေးတာတောင်ရိုးရိုးတွေးအောင်ပဲတွေးတာမဟုတ်ဘူးနော်ဖြတ်ခနဲ့တွေးတာမဟုတ်ဘူးနဲ့ယင်ထဲမှာတနစ်နစ်နဲ့ခံစားတာတနည်းအားဖြင့်ပြောရရင်တော့ထုံနေတာကျွန်တော်တို့ ဒီဂုံတော်တွေကိုထုံရင်ဂုံတော်ထုံတဲ့အကျိုးခံစားရမယ်။တန်ဖိုးတွေကာရာကိုထုံရင်တန်ဖိုးတွေကာရာတော်ကိုထုံတဲ့အကျိုးခံစားရမယ်။ကျွန်တော်တို့ကမကောင်းတာတွေကိုထုံနေမိတတ်တယ်။ကျွန်တော်တို့ဖြစ်ချင်လိုချင်ရကျင်တာတွေရဲ့ပြောင်းမြန်နေထုံနေမိတတ်တယ်။ဆိုကြပါစို့ကျွန်တော်တို့ကပတ်စံနေအများကြီးဝင်နေတာ။ပတ်စံနေလိုချင်တာလက်တွေရွှင်နေတာ။ဒါပေမဲ့ကျွန်တော်တို့အထွေးအအောင်ထဲမှာထုံနေတာကပတ်စံနေရလဲမဝင်ဘူးကွာ။ပတ်စံနေရလဲမဝင်ဘူးကွာ။မဝင်ဘူး။ ပတ်စံနေမရဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ထုံနေတယ်နော်လက်ပိတ်နေတယ်ဆိုတာကိုထုံနေတယ်ကြားလားကျွန်တော်တို့ကဈေးရောင်းကောင်းနေတဲ့ကိစ္စဒါပေမဲ့ဆိုင်မှာငုတ်တူကြီးထိုင်ပြီးဈေးရလဲရောင်းလို့ကိုမကောင်းမှုဟဲဈေးရလဲရောင်းလို့ကိုမကောင်းမှုဟဲနဲ့ဖြစ်နေတယ်ကိုဈေးရောင်းကောင်းနေတာဒီထဲမှာထုံနေတာကနော်အာယုံမှာထုံနေတာကရောင်းလို့မကောင်းမှုဆိုတဲ့ဥစ္စာဟဲ့လားကိုဖြစ်ချင်တာကအလုတ်တွေအောင်မြင်တိုးတက်ချင်တာဒီစိတ်ထဲမှာတွေးပြီးတော့တနှုံနှုံတနစ်နစ်အာယုံပြုတ်ပြီးထုံနေတာက အလုပ်တရားလည်းအဆင်မပြေဘူးကွာလောကခံရတာအဆင်မပြေပါဘူးကွာအဲ့ဒါမျိုးတွေဖြစ်နေတာကြတယ်ဗျောင်းမြန်ဗျောင်းမြန်နော်အဲ့တော့ကျွန်တော်တို့ကငွေဝင်နေတာဆိုရင်ငွေတွေဝင်လာဖို့ပဲတဲ့တဲ့တွေးရအောင်အာယုံပြုအောင်မဝင်တဲ့အကြောင်းမတွေးနဲ့အလုပ်တွေအဆင်ပြေအောင်မြင်ခြင်းအောင်မြင်ခြင်းတဲ့အကြောင်းတွေးကြရအောင်မအောင်မြင်တဲ့အကြောင်းမကောင်းတဲ့အကြောင်းအဆင်မပြေတဲ့အကြောင်းမတွေးနဲ့ဈေးရောက်ကောင်းရင်ဈေးရောက်ကောင်းဖို့အကြောင်းကိုပဲတွေးရအောင်အာယုံပြုအောင်ဈေးရောက်မကောင်းလိုက်တာတို့ လူတွေကလည်းဘယ်ရောက်ကိုမှမသိဘူးဆိုတာတွေမတွေးပါနဲ့အဲ့တော့အဲ့ဒီမတွေမအောင်မှုတို့မကောင်းမှုတို့မဝင်မှုတို့မရှိဘူးတို့မရဘူးတို့မဖြစ်ဘူးတို့ဆိုတဲ့ဥစ္စာတွေကိုရှောင်ပြီးတော့ကိုဖြစ်ချင်ကောင်းချင်အောင်ချင်တာတွေကိုတဲ့တယ်တွေးရအောင်အဲ့တော့လူတို့ချင်းကျွန်တော်နမူနာလေးတစ်ခုပြောပါရင်ကျွန်တော်အသက်20ကျော်လောက်မှာကျွန်တော်ပေတင်ဆရာဘုရားကိုစတာခြေတိတ်လေးပေါ့ခလေးလေးပေါ့အကြရဲမှာကျွန်တော်ကပိတ်နေတော်တော်ပိတ်နေတော်တော်ပိမ့်မိန်တီတီညံ့ညံ့ကလေးမဲမဲလေးမဲမဲတီတီလေးနော် အဲ့ဒါဇပင်ပုတ်တိုက်လေးနဲ့နော်အင်ကြီးအဖြူဖိုးရဖာရကြီးနဲ့ဟောကားမှထိုင်နေသူဘသူကဆရာအဖြစ်နဲ့ဟာလာအတိမတ်ပြုကြမှာတော့နော်အဲ့တော့ကျွန်တော်ပြောအောင်ကျွန်တော်ပြန်ပြောပြတာကျွန်တော်ဟောကားမှလူမရှိတဲ့အချိန်တွေမှာကျွန်တော်ကဘာတွေတွေးနေလဲဆိုတော့ဟာကျွန်တော်စီမှာဗေဒီမေးတဲ့လူတွေရောက်နေလားဟာအထက်မှာလည်းနှစ်ယောက်သုံးယောက်ကထိုင်လို့ ဟာအခန်းအပြင်မှာလဲဟိုဘက်ခုံမောင်းဒီဘက်ခုံမောင်းတန်းစီပြီးတော့စောင့်နေကြတာအမလီမိုးတို့မတ်တက်နေရလဲစောင့်သေးတယ်စိုက်သားတွေနဲ့စပိန်တွေနဲ့ဆိုင်ကယ်တွေနဲ့ရှေ့ပါဟာရှေ့မှာနေရလူကြီးနဲ့ရန်နေဖြစ်ကြလမ်းလမ်းပြီးပြောရတယ်မတိုးကြပါနေပါအောင်ဗျကျွန်တော်စီစဉ်ပေးပါမယ်ဗျအမလီရန်တော့မဖြစ်ကြပါနဲ့ဗျစိတ်ထဲမှာစိတ်ထဲမှာအာယုံပြုတ်နေတာအဲ့တော့ဒေဒင်းမေးမဲ့လူလာရင်ဟောတယ်မေးမလူမလာရင်ငုတ်တို့ကြည့်ထိုင်ပြီးတော့ဗေဒင်မင်းမဲ့တွေလည်းမလာဘူးကွာလူတွေကပဲရောက်နေလဲလို့မတွေးဘူးကျွန်တော်အာယုံနဲ့မှာအပြစ်မှသာလူမရှိတာကျွန်တော်အာယုံနဲ့မှာပြိတ္တတွေကပြည့်နေတာပြည့်နေတာပြည့်နေတာ ဆိုတော့ကြက်ဒီမှာဟိုဒီမှာတော့အတူချုပ်လေးပဲပြောလိုက်ပါတော့မယ်နော်အဲ့ဒီမကောင်းတာကိုတွေးတဲ့လူရဲ့အငွေ့အသက်နဲ့ကောင်းတာကိုတွေးတော်မျှော်လင့်နေတဲ့ငွေ့အငွေ့အသက်ချင်းကတအားကွာပါတယ်တအားကွာပါတယ်အဲ့တော့ဘဝမှာကိုဖြစ် ညနာတွေကိုဒစိမ့်စိမ့်တွေးပါမဖြစ်ချင်တာကိုမခံစားနဲ့အဲ့ဒါကိုအတွေ့အထိမှာမရောက်စေနဲ့ဈေးရောင်းကောင်းခြင်းဈေးရောင်းကောင်းပါစေလို့ပဲတွေးရအောင်အဲ့တော့မဆိုတဲ့ဥစ္စာတွေပေါ့နော်မကောင်းမှုမဖြစ်ဘူးမရဘူးမအောင်မှုဆိုတာတွေကိုရှောင်ပါကိုဖြစ်ချင်လို့ချင်းရချင်တာတွေကိုဒစိမ့်စိမ့်တွေးပါအာယုံပြုတ်ပါဟာငါဈေးဆိုင်မှာကွာဟာလူတွေပြုတ်ယုံကုန်းနေတာဟာရှေ့မှာလည်းခဏနေကြပါအောင်ကျန်ကြောင်းပေးပါမယ်ဒီခဏလေးပါနော်အဲဟိုဘက်ဘသူကြီးဟိုဘက်ကလမ်းနေငါတူမလေးသွားခေါ်သားမှာဟဲ့ဒီမှာလူတွေကြနေတော့မနိုင်တော့လို့မလို့နော်အဲဟာ နော်လက်ထိတ်ကဟိုမှာဥလှဖေတို့ဒေါ်မြမေတို့လည်းအမလီသူတို့သားသမီးရပတ်စံပို့လိုက်လို့ဆိုပြီးငါဆိုင်မှာပစ္စည်းလာဝယ်တာအမလီပျော်စရာကြီးဟဲ့နော်အာဘသူရီလည်းပတ်စံနေအဆင်ပြေလို့ဒီမှာငွေတုံကြီးပိုက်ပြီးဒီမှာပစ္စည်းလာဝယ်ကြတယ်ငါဆိုင်မှာလာပြီးစားကြတယ်ဟဲ့ငါစီကိုအလုတ်လာအပ်ကြတယ်ဟဲ့အဲ့ဒါတွေတွေးရအောင်ကောင်းတာတွေကိုနော်အနည်းဆုံးတော့ဗျာတင်ဆောက်တယ်ပဲပြောပြောလေထဲမှာတဲထိုးနေတဲ့ဆာရင်တော့တိုက်ဆောက်နေတာကတော်ပါသေးတယ်နော်ကြည့်ဒါကြောင့်ဒါလေးကိုအနှစ်ချုပ်လိုက်ရင်တော့ဒီလကျွန်တော်မိတ်ဆွေများအတွက်ရွှေစကားလက်ဆောင်လေးကတော့ မမတွေကိုရှောင်ကြပါမမတွေကိုရှောင်ကြပါဘယ်တော့ရှောင်မလဲအခုကစပြီးရှောင်ကြပါစို့အဲ့ဒီမမတွေကိုရှောင်ခြင်းအဖြစ်ဟာလားကိုဘွားရဲ့ကြီးဘွားကျမ်းမှာချမ်းသာလမ်းဖြာခြင်းအောင်မြင်ခြင်းတွေကိုအယမိစတင်ယူဆောင်ကြပါစို့လို့ကဲဒီလအတွက်စကားလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ရွှေစကားဘေးဒင်ဝန်ဆောင်မှုကနေပြီးတော့ရွှေစကားဘေးဒင် application ဆိုတာလေးလဲကဲကျွန်တော်တို့စမ်းသပ်ပြီးတော့စူးစမ်းနေတာအခုဆိုလို့ရှိရင်တော့အကောင့်ထဲလေးပေါ်လာပါပြီခင်ဗျအဲ့တော့ ဟိုကျွန်တော်မိတ်ဆွေများအလွယ်တကူဘေးဒီမေးနိုင်အောင်ပေါ့နော်ဒါလေးစီစဉ်ပေးတာပါအဲ့ဒီရွှေစကား app က Play Store ကနေပြီးတော့ down ယူပြီးတော့မိမိဖုန်းထဲမှာ down ထားပြီးရင်အချိန်မရွေးနေရမရွေးဟလာကို့မှာဖုန်းပေးရယ်နော်ဖုန်းလိုင်းရယ်ရှိနေလို့ရှိရင်အဲ့ဒါဘေးဒီမေးဖို့ဆက်သွယ်ဖို့အဆင်ပြေသွားပါလိမ့်မယ်တဲ့နော်အဲ့တော့ဘိုးအရင်ခေတ်တုန်းကတော့ဘေးဒင်မေးကျင်တဲ့လူတွေကဘေးဒင်ဆရာစီကိုသွားကြတာအခုဘေးဒင်မေးကျင်တဲ့လူတွေစီကိုဘေးဒင်ဆရာလာဟောပေးတယ်လို့မျိုးကြည့်အဆင်ပြေကြမယ်ထင်ပါတယ်အဲ့ဒီ ရွှေစကား app ရဲ့ link လေးကျွန်တော်တို့ comment မှာချပေးထားပါမယ်ခင်ဗျအဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ကိုမလုတန်လည်းမိကကလေးတရားကိုခိုင်းเนาะအသက်10နှစ်15နှစ်ကလေးဆိုသူတို့ကျွမ်းတယ်အမလေးအသက်9နှစ်6နှစ်လောက်ဆိုတော့ပါမယ်အဲ့ဒီ application ရဲ့ link လေးကျွန်တော်တို့ချပေးလိုက်ချပေးထားပါမယ် comment မှာเนาะအဲ့ဒါလေးနှိပ်ကြည့်ပြီးတော့ဖုန်းထဲမှာအဲ့ဒါလေး install down ထား install လုပ်ထားပြီးတော့ကဲဘေးဒင်ဆရာစီကိုဘေးဒင်မေးသူကသွားတဲ့ခက်ကနေပြီးတော့ဘေးဒင်မေးသူစီကိုဘေးဒင်ဆရာလာဟောရတဲ့ခက်ကဲကိုအဲ့ဒီစီကို အဆင်သွားကြပါစုလို့ကဲအဆင်ပြေကြပါစေခမ။ဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများအတွက်အခြေပွားစီမံစနေသားသမီးတွေရွှေမရှားငွေမရှားစနေနဂါးလေးတွေအတွက်2025ခုမေလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခမ။ဒီလိုကိန်းမျိုးမှာကမတင်မကြမရေမြဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်သားသားပိုင်မယ်နဲ့နိုင်ဆုံးဖြတ်တဲ့ အထူးသဖြင့်အိမ်အဟောင်းနဲ့တဲ့လုပ်ငန်းအဟောင်းနဲ့တဲ့တာဝန်အဟောင်းနဲ့တဲ့နေရာအဟောင်းနဲ့တဲ့နှစ်မျိုးနှစ်ခွတွေရှင်းလာခဲ့ရင်အိမ်တစ်လုပ်ငန်းတစ်နေရာတစ်အစီအစဉ်အစ်စ်တွေဘက်ကိုဦးစားပေးပြီးတော့ဆုံးဖြတ်တက်ပါတယ်လက်ရှိလို့လက်ရှိနေရာမှာညီညီညီရှိနေရင်နည်းနည်းလေးအဆင်မပြေအထင်ကလေးတွေကြားမှာရေးကိစ္စလေးလာပတ်သက်ရတာတယ်ဒါကြောင့်လုံလုံအပြောင်းအလဲအစ်စ်အစံအစီအစဉ်မရှိရင်တောင်မိမိရဲ့လုပ်ငန်းဆောင်တာနေရာထိုင်ခင်းနေမှာ ပြင်ဆင်မွမ်းမာနာလေးတွေလုံထိုင်တယ်များလုတ်ပေးသေးခြင်းပါတယ်။ဟာတန်ရှင်းတွေပါပဲလုတ်ရင်းနဲ့ဒီနာထားနေကြပစ္စည်းတွေဟိုနာရွှေ့မယ်။ဒီခုံလေးနဲ့ထိုင်နေကြနေခုံဟိုခုံလေးနဲ့ပြောင်းထိုင်မယ်။ဒီဘက်လှည့်ပြီးအလုတ်လုံနေကြနေဟိုဘက်လေးကိုလှည့်ပြီးလုတ်လုံမယ်။စသဖြင့်ပေါ့နော်။အပြောင်းလဲတွေလုံထိုင်လုတ်ပေးသေးခြင်းပါတယ်။ခကြီးသွားလာရည်တည်ယူဖို့ဆောင်ရင်အဝေးပြေးပါနဲ့ဆက်နွယ်ချစ်တဲ့ကိစ္စတွေကောင်းတယ်။ခကြီးတွေလည်းတိုးတိုးရှည်ရှည်နီနီဝေဝေတွားနဲ့တွားနေတဲ့လောက်တွားပေးသေးခြင်းပါတယ်။ဒီကာလမှာကအဲခကြီးလေးတွားပေးတာကိုယ့်အတွက်ရည်ရွယ်ဖြစ်နေလို့နော်။အဲ့တော့အိမ်စာဦးနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာအစီအစဉ်တွေ ဆောက်လို့ရေးကိစ္စတို့အိမ်ဆောက်ပစ္စည်းတို့နော်အုတ်တို့ဥတို့အင်းတို့အေးအေးတို့အုံးတို့အဲ့ဒါမျိုးတွေအလွန်ကောင်းတယ်အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြိုင်မဲ့ကိစ္စမျိုးတွေလူကြီးမိဘဆရာသမားတွေစီမှာသွားရောက်ပြီးတော့တွေ့ဆုံအခုညီတောင်းတာအကြံဉာဏ်တောင်းတာအဲ့ဒါမျိုးတွေလည်းအလွန်ကောင်းတဲ့အခြေဖြစ်ပါတယ်နည်းနည်းလေးခါတိုင်းလတွေတဲ့ရန်ရွယ်အနောက်ချက်လေးတွေပုံများတတ်တာသတိပြုနောက်ကញ្ញမာမုံတိုင်းလေးနည်းနည်းထန်တယ်လို့ပြောရမှာပေါ့သို့တော့ဒီလိုကိန်းမျိုးဟောရတာကျွန်တော်ကပုံသဘောကြတယ်ဘာလို့လဲဆိုတော့ဟိုမရောက်ဒီမရောက်မတင်မကြမရေမရာကြီးဖြစ်နေမဲ့အစား ဒီ game မျိုးကတော့ပြရသားသားပိုင်မနေနိုင်မယ်ဖြူမှာဆိုဖြူပဲမဲမှာဆိုမဲပဲလူတရားရဲ့ဘဝမှာထိတ်ဆုံးတက်သွားရင်လည်းဒီ game အောက်ဆုံးပြုတ်ကြရင်လည်းဒီ game ယာဓုတိုးလို့ဆိုလည်းဒီ game အလုတ်ပြုတ်လို့ဆိုလည်းဒီ game အတက်ကြတော့ကြမ်းတက်တယ်အဲ့တော့ကို့အပေါ်မှာလည်းမူတည်ပါလိမ့်မယ်ကို့ဘက်ကပိုင်နိုင်နိုင်ပြီးပြီးပြီးမြင်လုံနိုင်တဲ့ကိစ္စတွေမှာထိတ်ဆုံးနှန်းကိုရောက်သွားအောင်အောင်မြင်နိုင်ပြီးတော့မဆိုးဖို့ဖို့မပေးမေးမရေမရာမပိုင်မနိုင်သွားလို့ရင်လည်းဆုံးချုံးနေတာမျိုးကြီးမားတတ်ပါတယ်ကဲဒါကြောင့်ကံကြမ္မာကြားမိရောတော့သွားမစွဲမိစေနဲ့ လုံမှာဆိုရင်တော့အဲ့ကြောက်အပိုင်းသားကညမာကြောက်အပိုင်းကင်ပေါက်နိုင်တော့လှုပ်ချလိုက်ပါဖြူမှာဆိုဖြူမဲမှာဆိုမဲလုံမှာဆိုလုံရမှာဆိုရဒုံလုံးချဆုံးဖြတ်ပြီးအပိုင်းကြိုးစားရအောင်ပါကတလူကိမျိုးမှာစနေသားသမီးတွေအရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့အခါလေးမှာကန်ရင်အပမို့ရပါအနီရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တော့လေးတစ်ချောင်းသို့မဟုတ်လေတော့ရွဲလေးနဲ့ပေါ့နော် တော့တော့နဲ့ပေါ့တော့ချောင်းဖြစ်ဖြစ်တချောင်းမဖြစ်ဖြစ်တော့တွဲဖြစ်ဖြစ်အဲ့ဒီတော့နဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုရိုက်ပြီးခောက်ပြီးတော့ဆူတောင်းမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဆိုင်နံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားသတ်မှတ်မယ်အချိန်ချက်ဘယ်နေ့ဘယ်နေ့နာကြီးစနေသားမိများအတွက်ကိုကနန်းတစ်ကနန်းနေဟာကို့အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ဒီလိုကိမျိုးမှာစနေသားသမီးတွေကံရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးတွေမှာတစ်တီးလှူဒါန်းတဲ့ကုသိုလ်ပြုလို့အောင် ်မြတ်စွာဘုရားမှာပဲလှူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုကဲခုအစဉ်ပြေတင့်တော်တဲ့တည်တည်ဒါနပြုလှူဒန်းပြီးတော့တဏိသားသမီးများကံပွင့်ကံမြင့်ကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကင်းပါချမ်းသာကြပါစေကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကျူပါနာမူနိုင်ကြပါစေခင်ဗျာ